ယေသူနေတီဒီမှာပြီဆိုတဲ့အဖတ်ကြည့်ပါတယ်တော့နောက်တစ်ခုကနောက်တစ်ခုကအဲ့ဒါမိသူနေတီပေါင်းလိုက်တော့ရောမြန်မာနိုင်ငံတော်မှာရှိတဲ့နိုင်ငံတော်နိုင်ငံသားတွေလိုင်းနာ ဆောင်ရွက်ရမယ်သို့မဟုတ်ရှောင်ကျဉ်ရမယ်လေ့ကျင့်အားထုတ်ရမယ်နီလန်းနေစီကန်းနေတန်ဖိုးတွေပေါ့အဲ့ဒါတွေအများကြီးချဲ့ပြီးလို့ရတာအဲ့ဒါပြည်သူနီတီပေါ့နော်ကံဟုတ်ပြီဗျာအဲ့တော့နေပေကပြောရင်ပြောသလောက်ကျေတယ်အဲ့ဒီမင်းတို့စာရိတ်ထဲမှာဆံမျက်နှာဘယ်လောက်မှာပါပြည်သူနီတီတော့ရနဲ့65အဲ့မှာဖတ်ပါဦးကကြီး သာသည်မြေဆက်ချွေသွေးတို့နဲ့ယင်းဒီကရတော့တိုင်းပြည်မြို့ရွာနေမြေအသီးသီးယေသူတွေဆိုရဲအာနီနီသူဆိုတာကအေးအဲ့ဒါမြန်မာနိုင်ငံသားဆိုတာအဲ့လိုပဲတညီတည်းထွက်သွားဟုတ်လား မြန်မာနိုင်ငံသားတွေဆိုတော့မြေတော်တော်သိတာ gain ပြန်ဖက်သူသူဆိုတော့ ဲဆိုသူ့မှာနိုင်ငံသားနှမျိုးတွေ့သွားတယ်ဘာနဲ့ပါအနည်းပြောမူလနိုင်ငံသားနဲ့အဲ့နိုင်ငံသားဥပဒေသည်ရနော်အပြည့်စုံပဲရှင်တော့1982နိုင်ငံသားဥပဒေဆိုတာရှိအာဥပဒေတော့မတို့ဘဘပေါ့အဲကြောင့်ငအားတွေဖြစ်နေဟုတ်လားတို့နိုင်ငံလူတွေကဘဘကရွာမှာစာကြည့်တဲ့ကြီးထောင်းထားတဲ့ကွာဥပဒေသားဥတရားနဲ့ရှင်းသက်တော့ရှိတယ် ဥပဒေရဲ့အထက်မှာဘာမှမရှိရဘာဖြစ်လို့ဆိုဥပဒေသားဥပဒေကလူမဖက်လို့ထိစုပ်တင်တယ်ဟဲ့လားလူမဖက်ဘူးဟုတ်ပြောမယ်ဆယ်နှစ်တောင်းမှငါဘယ်လောက်ရှင်းလဲနော်ဆယ်နှစ်တောင်းမှငါတရားရှိသက်တောင်းရှိအဲ့ဒါကြောင့်ဘုန်းတော်နိုင်ငံမှာရှိတဲ့ဟိုလူမျိုးကိုခွဲခြားပြောတာမဟုတ်ဘူးအကင်ဖားတဲ့လူမျိုးကိုပြောတာတရုတ်တွေကလားတွေကဥပဒေကိုယူတာတို့နိုင်ငံလူတွေဖျားဝင်း အင်ဂျင်နီယာမှပဲထင်ကြီးတာအဲ့ဆရာဝန်အင်ဂျင်နီယာလုပ်လာဆိုတော့လေဘွယ်ယူပြီးစိတ်ဝင်သားလို့မလုပ်ဘူးကြိုက်တန်းကြီးဘန်တာဘလောက်ဖြုံးနော်ပညာကြီးရလည်းငကိုးနဲ့အသုံးမကျရတဲ့ထဲလူတွေရလည်းရွေးချယ်မှုမမမိဘတွေလည်းအမှန်မတည်မြမမဖြစ်နေတဲ့အခြေအနေရလေအဲ့ဒါကြောင့်လူနဲ့ဇေယိုက်နဲ့ကြွန့်ကျင်မှုနဲ့စိတ်ဝင်စားမှုနဲ့မကိုက်ဘူးမကိုက်တဲ့အခါလူတွေကဝိရိယရတာသာမတတ်ဘူးသာတတ်တော့လေအဲ့ဒီလုပ်ငန်းပေါ်မှာစိတ်ဝင်စားဘူး စိတ်ဝင်စားတဲ့သူတွေကအလွတ်လွတ်နေတဲ့အခါစေတနာမပါဘူးစိတ်ဝင်စားပဲအလွတ်လွတ်နေရတာအဲ့ဒါကြောင့်တိုင်းပြည်ကအဖက်ဖက်ကနေပြီးတော့ပညာတက်ဆိုတဲ့သူတွေကလည်းတန်းဝင်ပေါင်းမှာနိုင်ငံခြားရောက်သွားရင်အောက်တန်းတောက်တန်းသိကြပညာမတက်ဘူးဆိုတဲ့သူတွေရှင်းတယ်ဟဲ့ဆိုရင်ထေကနေရှိရင်နိုင်ငံခြားမှာမြန်မာနိုင်ငံသားတွေကြက်တနာဖြစ်ဘယ်နဲ့နေတေချာဟဲ့ဆိုတော့မြန်မာလူတွေတော်တော်ပြက်တနာများနေတယ်နော် ဲ့ဆိုဘုံဘုံတို့နိုင်ငံမှာစိနဲ့ကန့်နဲ့စနစ်နဲ့လေ့ကျင့်ရတဲ့ပညာရေးအားနည်းတာဒါတော့အဲ့မှာနိုင်ငံသားနှစ်မျိုးဒါနားလည်ထားနော်မူလနိုင်ငံသားနဲ့ဧည့်နိုင်ငံသားဒီထဲမှာဧည့်နိုင်ငံသားပါလားတရားလိုက်လားတရားပါဘုရားတချင်ကြရခင်ရှင်မမာခိုင်ရှင်တန်တာချက်ပြော်135မျိုးချုံလိုက်လို့ရှင်မျိုးဟုတ်လား ဒီတဲ့ကြောင့်ပြုကန်းရတဲ့ဒီကနေသအဲ့ဒီကနေလူမျိုးတွေနေရာထိုင်ခင်းရာသီဥတုအစာအသောက်ကိုပုံစံလိုက်ပြီးလူမျိုးကွဲသွားနော်ဒီတဲ့ပေါ်ပြီးတော့ချုပ်မယ်ဆိုရင်အများစုကမွန်ဂိုလိုက်တယ်မွန်ဂိုလိုက်အတွဲတွေပဲဒါတော့ဒါအဲ့ဒီကနေပြီးတော့လူမျိုးစုတွေဖြည်းဖြည်းကြီးကျယ်သွားမင်းတို့အသေးသေးတည်ကျင်နေတော့မဟုတ်ဆွေးဝါးတဲ့သူညာကြမှာမေးဖို့မေးရရှိပြီဟုတ်လားနော်ဆိုတော့ဒါပေမဲ့ နိုင်ငံတွေရဲ့လို့ကဘာမှာသတ်မှတ်လာခဲ့တဲ့နောက်ပိုင်းမှာရင်းချုပ်ဝေဖိုးလာတဲ့နောက်ပိုင်းမှာဒီနိုင်ငံတွေမှာရှိတဲ့နိုင်ငံသားတွေဆိုပြီးသတ်မှတ်ချက်တွေသူပြဋ္ဌာန်းကြအဲနိုင်ငံသားတွေပြဋ္ဌာန်းပြီးတဲ့နောက်မှာနေပြည်တော်တွေသတ်မှတ်ကြနေပြည်တော်တွေသတ်မှတ်ဒီနိုင်ငံကိုအုပ်ချုပ်တဲ့အုပ်ချုပ်တဲ့လူတန်းသားတွေကိုရွေးချယ်တယ်အုပ်ချုပ်တဲ့စနစ်တွေကိုပြန်ရွေးချယ်တယ်အဲအုပ်ချုပ်တဲ့ရန်နေရာကြီးရေရှည်တည်တံ့မှုအတွက်အဲအုပ်ချုပ်တဲ့ရန်နေရာမှာပါဝင်နိုင်မှုပညာသက်တဲ့အတိုင်းဝိုင်းတွေကိုနိုင်ငံတော်ကလေ့ကျင့်ပြီးတယ်အဲဒါကြောင့်အတန်းကြောင်းတွေပေါ်လာတယ် အတန်းကြောင်းဆိုတာနိုင်ငံတော်ကို service ပေးဖို့ပဲအတန်းကြောင်းပညာရေးရဟုတ်လားရဲလုံးမယ်စစ်သားလုံးမယ်ဆရာဝန်လုံးမယ် engineer လုံးမယ်ဆိုက်ကားဆရာလုံးမယ်ဘာပဲလုပ်လို့နိုင်ငံတော် service ပေးနိုင်ဖို့အတွက်အာရုံးဝန်ထမ်းတွေစီးရီတွေကြောင်းဆရာဆရာမတွေနိုင်ငံတော် service ပြန်ပေးနိုင်ဖို့အတွက်ပညာရေးနဲ့ထိန်ကြောင်းပညာရေးရမကောင်းတော့အကုန်ပြက်နော်ပညာရေးရမကောင်းတော့တနိုင်ငံလုံးအကုန်လုံးကညင်ဆိုးတွေပါကွာခုနကကြည့်လေစာဖတ်တာတော့ညီလား နိုင်ငံသားဥပ္ပုံတို့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ကောင်ဆယ်လေးတွေကွန်ဖရင့်ကြီးတွေညီလာခံကြီးတွေတက်ကြတဲ့အခါကျတော့အာမြန်မာတွေကမြန်မာဘိုးကြီးတွေခြားတော့တာအဲပြည်ကြီးတို့ယတနေဘာတော်ယခနေဝရတတိဝေဒနံယင်းကြီးဒေဝနုယုံသံတော်တဲ့တချို့လည်းယံမိဒေဝနုယုံသံတော်တဲ့အသံတော်တွေကလည်းတမျိုးစယူတဲ့တည်းကလည်းတချို့လည်းကရဏီယမထကုသလေနာနဲ့မေတ္တာသုံးပါတော့တဝက်ကဖြတ်ယူတဲ့တွေရှိတယ်အသအနေယူတဲ့တွေရှိတယ်အတူတူယူရင်လည်းမကြည့်ဘူး အနိုင်ညာသားတွေနဲ့တွေ့တဲ့ခဏနိုင်ညာဘုန်းကြီးတွေပြောတယ်မြန်မာကြီးအသက်မညီဘူးတော့အဲမညီဘူးလို့မြန်မာကြီးကလွတ်လွတ်ခွင့်ရှိတယ်လို့ဒီမိုကရေစီနိုင်ငံလို့ကိုကြိုက်တဲ့နေရာတွေယူလို့ရတယ်အားကြတော့မခံဘူးလားလွတ်လည်ရေးရှိတယ်လို့ပြောတယ်ပေါ့ကွာကဲဘဘုန်းကဒီလိုမျိုးပါဆိုပရိရွတ်တာတော့မညီဘုန်းကြီးတွေလည်းမညီဘူးလူတွေလည်းမညီဘူးเนาะမညီချက်တော့ဘယ်အကန့်ကုန်ရောမြန်မာပြည်ကဟောပြောလိုက်ရင်တော့ union of အင်းမဘာညာဘောလာညီညွတ်တဲ့တိုင်းကြီးဘာဖြစ်စီလုံးတဲ့တိုင်းကြီးဘာမှမစီလုံးဘာမှမညီညွတ်ဘူးခြံထားတော့အဲ့တော့နိုင်ငံသားနှစ်မျိုးနှစ်မျိုးမှာမူလနိုင်ငံသားနဲ့အဲနိုင်ငံသားဟိုအွန်လိုင်းအဆိုင်ကမူလနိုင်ငံသားကမြန်မာနိုင်ငံသားအခုအမေရိကန်မှာနေတော့အမေရိကန်မှာအဲနိုင်ငံသားသူနဲ့ရတဲ့သူမိမတော့အမေရိကန်နိုင်ငံရဲ့မူလနိုင်ငံသားဘသူတို့ကနေမွေးလာတဲ့အသားကြတော့မူလနိုင်ငံသားနဲ့အဲနိုင်ငံသားနဲ့မွေးလာတော့ မူလနိုင်ငံသားဖြစ်သွားရောအဲဒီလိုမျိုးเนาะအဲ့ဒါလေးမျိုးမြင်သာအောင်ပြောတာဟုတ်လားအဲ့ဒါဘုံတို့နိုင်ငံမှာဟိုအမျိုးသားတယောက်ကနေပြီးတော့ဂျပန်မှာကိုယူလာတယ်ပေါ့ကွာဂျပန်ပြည်သွားအလွတ်လွတ်ပြီးတော့ဂျပန်မှာနေယူလာတယ်ဆိုတော့အဲ့ဒါဟိုရဖေးတွေမိတွေရှိတဲ့ဒုတိုင်းယူရပြန်ပြီးစူပါရီလုံစားမယ်ဆိုတော့ဂျပန်မှာလိုက်လာလိုက်လာတဲ့အခါကျတော့ဒီနိုင်ငံရောက်တဲ့ပုဂ္ဂိုလ်ငါကွာဒီနိုင်ငံသားမြန်မာနိုင်ငံသားကောင်လေးကဘာနိုင်ငံသားလဲဘာနိုင်ငံသားအာ ေးဟာမင်းတို့ပြောမှသိဆိုမြန်မာနိုင်ငံကဘာနိုင်ငံသားလဲဆိုမြန်မာနိုင်ငံငါးပါးသီလဘယ်နှပါးရှိတယ်ဆို၅ပါးပါဗျာဟမ်လေးပါဟင်းကလေးတွေမေးတာလေဟမ်နဲ့ဖိတ်လိုက်တာနဲ့လေးပါပါဗျာနောက်ကလေးတွေဟုတ်6ပါးငါးပါးသီလဘယ်နှပါးရှိတယ်ဆိုအခုလဲမြန်မာနိုင်ငံသားဘာနိုင်ငံသားလဲဆိုမြန်မာနိုင်ငံသားပါဗျာမူလနိုင်ငံသားလို့ဖြည့်သိချင်တာဘယ်လိုဖြည့်ရမလဲမြန်မာနိုင်ငံသားမြန်မာနိုင်ငံသားနော်မူလနိုင်ငံသား ကိုဂျပန်နေပါလာတဲ့ကလေးမလေးကြတော့ဒီမှာနေတော့မယ်ဆိုတော့ဆက်ဆက်ချင်းတော့ပထိုးနဲ့နေလို့ရတာပေါ့သူတို့ဒီမှာရာသက်ပန်နေတော့မယ်ဆိုရင်ဒီမှာလုံးမလဲမှတ်ပုံနေရှောက်မှတ်ပုံနေရှောက်တဲ့အခါသူ့ရဲ့တမ်းမချက်နဲ့ကိုင်းကြည့်တဲ့ဥပဒေနဲ့ခွင့်ပြုချက်ရပြီဆိုရင် तू ကဘာနိုင်ငံသားပြောအဲ့နိုင်ငံသားသေတဲ့အထိပဲသေတဲ့အထိပဲเนาะအဲ့နိုင်ငံသားအနေနဲ့ရှိဟုတ်လားဒီတချို့ကဘာလေးကြတော့တချို့နိုင်ငံတွေကြတော့နိုင်ငံသား2ယောက်3ယောက်ဒီခွင့်ပြုနှစ်နိုင်ငံသုံးနိုင်ငံဒီခွင့်ပြုမြန်မာပြည်ကတော့အဲ့လိုခွင့်ပြုချက်ရှိဘူး တချို့ကျတော့ခုပြောလို့ဟိုအမေရိကန်နိုင်ငံသားလည်းဖြစ်တယ်မြန်မာနိုင်ငံသားလည်းဖြစ်တယ်ပေါ့အဲ့လိုမျိုးနှစ်ခုခွင့်ပြုတာရှိအဲ့ဒါပတ်သို့နှစ်ခုကင်တာရှိမြန်မာပြည်ကလည်းအဲ့လိုခွင့်ပြုတာမရှိဘူးတွေရတခုဒီနိုင်ငံသားဖြစ်သွားပြီပတ်သို့အနီပေါ့ဒီလိုမျိုးပေါ့ကန်ထားတော့အဲ့လိုနိုင်ငံသားနှစ်မျိုးကိုသားတဲ့သူတွေပြီးသွားပြီနော်ဘာနိုင်ငံသားနဲ့ဘာနိုင်ငံသားလဲအခွင့်ရရတဲ့အရှိဘယ်သူကပုံရတဲ့ဟုတ်လား ဟုတ်တယ်ဗောတာဝန်ကြည့်ရောဘယ်တော့ပို့ကြည့်မှန်ပါဘူးဒီလားခွင့်ရတဲ့တာဝန်အကြောင်းသင်ပါလေခုကဟုတ်ပြီနော်ဆိုတော့အခုနိုင်ငံသားကိုတည်ပြီးတဲ့အခါနောက်တစ်ခုဆက်ဖက်ကြည့်နေတိဆိုတာ